မဲမင်္ဂလာပါရှင် မောင်လိုက် channel မှာကြိုဆိုပါရစေ။အခုတာတာမိမိတို့ကိုပြပြပေးမယ့်ပုံမြင်လေးရဲ့နာမည်လေးကတော့ရွှေပေးတဲ့မွေကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ဟိုးရှိရှိတော့က Hirjata ဆိုတဲ့ဗမာပုံနာတယောက်ရှိတဲ့ သူကလည်းလှုပ်ရှားတယ်ဒါပေမဲ့လည်းကအကျိုးမပေးတော့တဲပြီးဆင်းရဲတဲ့ကွယ်တနေ့မှာတော့တနေ့လုံးလေထဲမှာတကုံကုံနဲ့အလုံးလုံးပြီးမမောရှိရနဲ့လည်းကတဲ့ကတဲပြီးကိုဝင်ပြီးတမီလာအိတ်လိုက်ပါအောင်မယ်လို့လဲလိုက်တာကိုလဲလိုက်ရုံရှိသေးအနားမှာရှိတဲ့ခြားတော်မူကြီးရမိကြီးတခေါင်းလည်းပြင်းကြီးကွာပြီးထွက်လာတာကို မြင်လိုက်ရတဲ့ကွယ်အဲ့ဒီအခါ ပုံနာကြီးကတွေးမိလိုက်တဲ့ဧကနဒီငွေကြီးဟာလေဆောင်နဲ့ကြီးဖြစ်မှာပဲလို့သူကတွေးလိုက်မိတဲ့ကွယ်သူ့ကိုငါတခါမှနွားနုတစွမုတ်ရွှေတစ်ချက်မပူစော်မိဘူးဒါကြောင့်လေငါဆင်းရဲနေတာထင်ပါရဲ့တခါတည်းသွားပြီးနှကြီးကိုပူစော်ဖို့စီစဉ်မှဖြစ်တော့မယ်လို့တွေးမိတဲ့လိုက်တဲ့ကွယ်အဲ့ဒီလိုတွေးပြီးချက်ချင်းပဲလဲနေရကသာပြီးတဲကိုပြန် ခြေခွက်တစ်ခုတည်းကိုနွားနှုတ်တွေလောင်းထဲပြီးခြားတာမှုစီကိုတွားလာပဲလေကွယ်ရောက်တဲ့အခါမှာတောင်ပေါ်ချင်းရင်မှာနွားနှုတ်နွားနှုတ်ခက်ကိုခြားပြီးလင်းဆောင်တဲ့ကြီးကိုခေါ်လာဖို့ကွယ်အိုးအရှင်လင်းဆောင်နေမီကျွန်တော်တို့အမိုက်မဲမှုလင်းဆောင်တဲ့ကြီးဒီတောင်ပေါ်မှာနေတာကိုတတိမထားမိတာပါ အခုမှတတိယလို့နွားနှုတ်ဖြူစင်ပလဲတွင်ကို ခွဲပါလောင်း၍ပူဇော်ပါသည်အရှင်နမင်းတုံးဆောင်ပါလောင်းတုံးဆောင်ပါလောင်းလို့ပြောတဲ့ကလေးအဲ့ဒီလိုပြောပြီးခြေွက်ကိုထားခဲ့တဲ့ကလေးနောက်တနေ့မိုးလင်းတော့ခြားတော်မှုကိုပုံနာကြီးသွားကြည့်တာပေါ့ကွယ်ကြီးတော့နောင်နှုတ်ခဲတဲ့မှာနောင်နှုတ်မရှိတော့ဘူးတဲ့ဒါပေမဲ့ရွှေမကြီးတော်တော်ကို တွေးရတဲ့ကွယ်အဲ့ဒီနေ့ကစားပြီးပုံနာကြီးဟာ နေတိုင်းနေတိုင်းခြံသေးကနောင်မကြီးကို နိုးညစ်ခြေခွက်ကြီးကိုပြောင်းအောင်တိုက်ငွားနိုးတွေနဲ့လင်းဆောင်တဲ့ကြီးကိုပူဇော်ပတ်သားနေတာပေါ့ကွယ်ရွှေမကြီးတောင်းကိုလည်းတနေ့တော့ရနေတော့တာပဲတဲ့အဲ့ဒီလိုနဲ့တနေ့ကျတော့ပုံနာကြီးဟာတခြားရွာကိုခရီးထွက်စရာရှိလို့သူ့သားကိုနွားနုနဲ့လက်ပူဇော်ဖို့တာဝန်ပေးခဲ့တဲ့ကွယ်သားကလည်းအဖေမာတဲ့အတန်းညနေကြတော့နှလုံးဘွက်ကိုယူတာဖို့ချင်းကချ အိမ်ပြန်သွားတဲ့နေ့မိုးလင်းတော့တွားကြည့်တဲ့ကွယ်တွားကြည့်တဲ့အခါမှာရွှေမကြီးတော်ကိုတွေ့တာပေါ့ကွယ်ဒီတော့သူစဉ်းစားတဲ့အိမ်ကနာဒီတောင်မိုးထဲမှာရွှေမကြီးတော်တွေအများကြီးရှိမှာပဲငွေကိုတက်ရင်ရွှေတွေကငါအကုန်ရမှာပဲလို့လောဘထွက်ပြီးစဉ်းစားမိလိုက်တဲ့ကွယ်စဉ်းစားမိတဲ့အတိုင်းပဲနောက်တနေ့ညနေနန်းတို့ဖက်လာချတဲ့အခါပုံနာတာဟာတဲဖို့မပြန်ပဲ တောင်ပို့အကွယ်ကနေချောင်းနေတဲ့ငွေကြီးထွက်လာတော့ရုတ်တရက်တင်းပေါကြီးနဲ့ထုလိုက်တဲ့ဒါပေမဲ့ကန်ကန်ထမလို့ငွေကြီးကိုမထီဘူးတဲ့ကွယ်ငွေကြီးလည်းအမြဲချောင်းချောင်းထလာလာနဲ့ဘယ်ပင်းကြီးထောင်းနေပြီးပေါက်လိုက်တဲ့ကွယ်ပုံနာတဟာတခါရဲမြေပေါ်ကို ပုံမုံးလဲပြီးတေးပွဲဝင်တဲ့ကွယ်အဲ့ဒီအခါ ဆွေမျိုးသားချင်းတွေလည်းဆူဝေးလာရောက်ကြပြီးပုံနာထုံးစံအတိုင်းပုံနာသားအမိုက်ကိုမိသက်ချိုလိုက်ကြတာပေါ့လေနေ့ရက်လောက်ကြတော့ပုံနာကြီးခေးသွားရာကပြန်လာတဲ့သူ့ရဲ့သားအဖြစ်တဲ့နေ့အကြောင်းကိုကြားတော့ပုံနာကြီးဟာအများကြီးမူဆွေဒုက္ခရောက်ရတာပေါ့လေဒါပေမဲ့ဒီနေ့ကျတော့ပုံနာကြီးဟာနာနုခက်ကြီးကိုယူပြီးခြားတော်မူကလဲစားလက်ကြီးကိုချီးကျူးပူဇော်ပြန်တဲ့ ဖုန်လာကြီးကဘလို့ချီချူပြီးမမွေကြီးဟာယူတရအထွက်မလာအတော်ကြကြထက်ထက်ချီချူတော်မှမွေကြီးဟာတွင်းမကခေါင်းလေးပြူပြီးဖုန်လာကြီးကိုစကားဆိုလိုက်တဲ့ဟဲပုံသားမိုက်အသိယခုငါထန်လာတာဟာလောဘကတိုက်တွန်းလို့လာတာပဲသားတိရာဘူရောင်တည်မြနိုင်မှုယနေ့ကစပြီးအသိနဲ့ငါဟာမိတ်ဆွေခင်မမဟုတ်တော့ဘူးဆိုတော့မှတ်လိုက်ပါတော့အသိရဲ့သားဟာငယ်ရွယ်သူမှုငါ့ကို တင်းပုံနဲ့ထိုးပြီးတက်ဖို့ချင်းဤတက်ဖို့ရန်ကြံစီတယ်ငါလည်းအမျက်ထွက်လို့ပေါက်တက်လိုက်တဲ့ဒီတော့ငါကတင်းပုတ်ကြီးကိုမိနိုင်ပါမလားအတင်ကောတားဆုံနိုင်ကိုတားဆုံတာကိုမိနိုင်ပါမလားအဲ့ဒီလိုပြောပြောဆွဆွနှဲပဲမကြီးကပုံနှားကြီးကို ပလဲတလွန်ပေးပြီးတွင်းတွဲကိုဝင်သွားရတဲ့လဝင်ဝင်မှားလိုက်သေးတဲ့ကွယ်ပုံနှားကြီးနောက်ကမလာနေတော့လို့မှားလိုက်သေးတဲ့ပုံနှားကြီးလည်း ဝမ်းနဲ့ပလန်နဲ့မလိမ္မာတဲ့တာမိုက်ကိုချိန်ဆပြီးတန်သွားရှာတတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်